ရခိုင်သတင်းအကျဉ်းတွေဘက်မှဆိုရင်ကြောက်ဖြူနယ်မြို့တော်စစ်တွေကစစ်ရေးလှုပ်ရှားမှုတွေကိုတင်ပြရမှာပါ။ဒေသတွင်းသတင်းတွေအရကြောက်ဖြူမြို့နယ်တစ်ပုတ်တောင် တိုက်နယ်မှာရှိတဲ့ဒညဝတီရေတပ်ဌာနချုပ်နားမှာရှိတဲ့ကျေးရွာတွေမှာအ धिक တိုက်ပွဲဖြစ်နေတာပါ။အခုချိန်ထိဆိုရင် AA ကကာကင်းတချို့ကိုသိမ့်ပိုက်နိုင်ပြီးစစ်တပ်က drone တွေလက်နက်ကြီးတွေ navy တွေအပြင်လေကြောင်းကားတွေပါ တိုက်ခိုက်နေပြီးမတ်လ6ရက်နေ့မှာနေအိမ်190လောက်ရှိတဲ့ဥကင်းကျေးရွာဟာ ရွာလွန်းကျွတ်နေပါမီးလောင်ခဲ့ရတဲ့အကြောင်းဒေသခံတွေကပြောပါတယ်။ဒါအပြင်တညဝရီရေတပ်နယ်ဆယ်မိုင်ဝင်းကျင်အကွာမှာရှိတဲ့ကျွာတွေဖြစ်ကြတဲ့ဆိုင်ချုံတစ်ပုတ်တောင်ရှောက်ချောင်းစီမော်ကတ်တပြေပြားတဲအပအဝင်ကျွရပေါင်း20ဝင်းကျင်လောက်ကဒေသခံတွေထွက်ပြေးနေရပြီး DVV ရဲ့ data twin ကပေးပို့လာတဲ့အချက်အလက်တွေအရဆိုရင်တိန့်ရှောင်ရသူကတထောင်ခွဲနေပါရှိနေပါပြီ။ ဒီလိုအခြေအနေဒီအောက်မှာပဲဖေဖော်ဝါရီ28ရက်မှာတော့ရန်ကုန်လေစိတ်ကနေတဆင်ကြောက်ဖြူမြို့ကိုတရုတ်ဂျေစာစစ်သားတို့ရောက်လာတယ်လို့ဤဆက်သူတွေကလည်းပြောကြပါဗျ။ကြောက်ဖြူမှာခြေလင်းခြေမြန်တက်ရင်ဒီအနေနဲ့ခမရ943 92အခလိုက်ရ34နဲ့ရဲတက်ရင်32တို့ရှိကြပြီးရခိုင်မှာအကြီးဆုံးရေတက်ဌာနချုပ်အခြေစိုက်ထားတာဖြစ်ပါတယ်။ကြောက်ဖြူအလားတူပါပဲစစ်တွေမြို့နယ်ထဲမှာလည်းခန်းကော်ကျွံရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ကဒရုန်းတွေနဲ့ဘုံကျဲလို့မတ်လ6ရက်နေ့မနက်ပိုင်းမှာပဲဝါဘိုကျွရမှာရှိတဲ့နေအိမ်40နီးပါးမီးလောင်ခဲ့ရတယ်လို့ရွာကန်ကပြောပါတယ်စစ်တွေမှာလည်းမြို့အနားဝန်းကျင်တပ်ရင်းတွေအနားမှာရှိကြတဲ့ကျွရတွေအပြင်မြို့နယ်ချင်းထိဆက်နေတဲ့ပေါတော်ပုံနှကျွန်းနဲ့ဒီရတေးတောင်မြို့နယ်အဆက်တွေမှာနေထိုင်ကြတဲ့ဒေသခံတွေပါစစ်ရှောင်နေရကြောင်းသိရပါတယ်